င်းဖို့အတွက် backup ရှိမလားဆိုတော့ကြည့်ရမယ် evenji တယောက်တည်းရှိတယ်ဒါပေမဲ့ evenji နဲ့ဒီဘက်ကနေ cherry judy နဲ့နှစ်ယောက်သာ down ရမယ်ဆိုရင်တော့တို့မှာ follower damage ကလောင်းကားတော့မှာတော့မဟုတ်အဲ့ပြဿနာအကြီးကြီးရှိရပေါ့အဲ့တော့ဆိုတော့ mobile league japan super league မြန်မာ regular season w 3ရဲ့ jordan number 2 now song အပိတ်ပွဲစဉ်တွေ match number 3ရဲ့ pass out issue game number 2ဟာ down draw နေအားလုံးရောက်ရှိလွတ်လာခဲ့ပြီဖြစ်ပါလိမ့် game number 2နဲ့ပဲပြီးဆုံးသွားမလားကျွန်တော်တို့ game number 3ထိ instant ခေါ်သွားနိုင်မလားဆိုတော့အရာအားလုံးကတော့ ai ပုံမှန်တော့မူတည်နေပြီဗျအဲ့တော့ဒီအချိန်မှာ ai နေနဲ့ဘယ်လိုမျိုး pressure up တွေ ထားတယ်မှာပြီးပြင်ဆင်လာလဲဆိုတော့ကြည့်ရမယ် black lemon တော့ဒါကတော့ခါနေပြန် unbreakable လေးတွေနဲ့တစ်ဖက်ကနေပြီးတော့ river area တခြား movement မှာတော့ pressure တော့ပေးကောင်းပေးနိုင်တယ်တစ်ဖက်ကနေပြီးပြီး PA7 တော့သူရဲ့ item အပိုင်းခြားတွေကလောင်းလာသွားခဲ့မယ်တစ်ဖက်ကနေပြီး damage output တွေကပေးနိုင်ခဲ့မယ်ဆိုရင်အဲ့ front line တွေက rookie tz နဲ့ရှီဆူးတော့ကမလွယ်ဘူးပြအားလုံးပဲ cherry duty item 3ခွက်လောက်လိုနေတဲ့အခိုက်အတန့်တစ်ခုမှာဘယ်သူကသွားပြီးတော့ဖြည့်တင်းပေးတာလဲဆိုတော့ evan g ရဲ့ farsa ပြသူရဲ့ zone တစ်ခုပေးပြီးတော့ jordia air strike ရတဲ့ damage တွေကတစ်ဖက်မှာရှိနေဒီ front line မှာရှိနေမယ်မဇီရိုပါလို့လဲခံနိုင်ရှိမှာတော့မဟုတ်ဘူးအဲ့ဒီချက်ကိုလည်း ai နေကောင်းကောင်းနားလေဖို့လွယ်ရူကီတီစီ performance ထွက်ပါရေဆိုတော့ grow ကို gain 2မှာထပ်ရထားတာသူတို့အမြတ်ပဲဗျဟုတ်တယ် goal line လေးကတော့တော်တော်လေးငိမ့်စိန်နေရဲ့ပေါ့နော်ဒါပေမဲ့အလဲမှာပြန်ပြီးတော့ကြီးမယ်ဆိုရင်တော့ PA 7 even G တွေပြန်ဆိုင်မှုဗျဒါသူတို့နေရာရဲ့ rotation flanking တွေကိုတော့ကျွန်တော် early game တောက်လျှောက်မှာတော့ကြည့်ရမယ် အဲ့တော့ black နဲ့ combination ဘလောက်ထိများအလုပ်ဖြစ်မလဲ applicable သေးတာရချင်မှာတော့ yuri follow up တော့ပါလေဆိုမဲ့ rookie tc ကိုထိတ်တောင်းလုပ်ဖို့အတွက်ကတော့မလွယ်သေးဘူးဗျာ like ကလေးတော့ပေးလိုက်ပြီဗျာခုနလောက်ပါတဲ့အကွက်တစ်ကွက်ဆိုရင်အပေါ်မှာ short messi ကို level မရအောင်လို့ walk ပြီးတော့ဒီ creed ကို tower ထဲထည့်ထားရဆိုတဲ့ပုံစံတစ်ခုသွားပြီးတော့ထိရတယ်ဗျာဒါဒီ short platinum နဲ့ဘလောက်ထိ micro တွေ macro တွေမှာကောင်းလာတယ်ဆိုတဲ့အရာတစ်ခုတော့ပြောရမယ် ကျွန်တော်ရှီဇူကတော့အပေါ်မှာလဲ4ရဖို့အတွက် டீ ဘရော့ကိုလာပြီးတော့ recommendation လုပ်ပေးထားသေးရဲ့ဗျာ டீ ဘရော့လဲ4ရဝင်တော့စပြီးတော့ဒီကနေကိုလုပ်တော့ပါလမ်းဒီအချိန်မှာတော့ Messi ရော cover up တော့သွားပြီးပေးထားတယ်အဓိကလည်းတော်တော် objective 5မဆိုင်ခင်မှာတော့ டீ ဘရော့ကိုတိတ်တောင်းလုထားခြင်းနဲ့ဆိုရယ် AI eSport တပြတ်ပဲ டீ ဘရော့ပရိုရယူရီ first blood ကတော့စတင်ပြီးတော့ရလိုက်ပြီဗျာ volley ဖြတ်ကားတိုင်းဆိုမယ်လဲ PA7 ဆီမှာ light side သွားကျန်နေတဲ့ fighter တခုမှာတော့သူကိုယ်တိုင်လည်း SK ဖြစ်သွားခဲ့တယ် black break ပဲကျွန်တော် light ခါတခုမှာထောင်ရှိပြီးတော့ပေးထားသေးရယ် Messi ရောရှီဇူကို live ပြီးတော့ screenshot ပို့တဲ့ cutting ကို2 match ချိန်ထားတဲ့ခါတခုမှာ break ပဲ2 ူမဲ့ထပ်ပြီးဝင်လာသူဂျိုးရီဂျမ်မစ်တွေလုံရင်ဝင်လာတဲ့ခိုင်တဲ့တစ်ခုပါတရှိသူပြန်ပြေးထွက်နေတယ်ဘရိုကီဒေးဇီတကောတော့ဒီနေရာပြန်ပေးလိုက်ရပါသေးတယ်အေးဗန်ဂျီဘက်တကွန်မိုင်းနေးရှင်းလေးနည်းနည်းလေးနောက်ကျအောင်ရလို့ပဲပြောရမလားပါတော့ဒီဘရော့ကတော့ပါတယ်ဒါပေမဲ့တစ်ဖက်ကနေပြန် AN Sticky Fan Foreman ဗတဲ့ကြားလေးတို့ဝင်တိုးရမယ်ဆိုတော့တော်တော်လေးတို့မိုင်ရွေးဆန်သွားမှာဗျာအဲ့တော့နည်းနည်းလေးပဲပြန်လှည့်ပြီးဟိုးလိုက်မယ် online cherry 2d ကိုပဲပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ cherry ဒီ platinum အတွက်ကတော့အဆင်ပြေသွားနိုင်တယ် Okay, so AI Sport black and breaky ပဲတွေကျော် messy ရဲ့ cut thing ကိုတွေဒီနှစ်ခုတန်ပြီးသွားမယ်ဆိုရင်တော့ she zoo နဲ့ rookie ဘလုံးမမခံတော့ဆိုတော့တကောင်းကောင်းကြီးဓာတ်လိုက်တယ်အဲ့ဘွားတော့ကြားရတဲ့သုံးပြီးတော့ပြန်လဲပေါ်ပေါ်တော့ဂျိုးသားနေခိုက်တဲ့ခုမှာတော့ black rapper လေးတွေပဲပေးထားသေးတယ်အဓိကတော့ live site ပြန်ထားလာတဲ့အချိန်မှာ event ကြီး air strike ချမှာဆိုလို့ကြိုခါတာอืม leader ကတော့ battle combination စောစောကြားနိုင်မယ်ဆိုရင်တော့မစိုးဘူးပေါ့နော်ဒါပေမဲ့ champion duty အတွက်ကလည်းလိုအပ်တယ်ဆိုတဲ့ item လေးကိုကျွန်တော်စဉ်းစားကြည့်ရမယ်ဆိုရင်သူ wind dog နဲ့ blizzard gun ကိုရွေးချယ်လို့ရတယ်အဲ့နှစ်ခုတည်းကတစ်ခုပေါ့နော်အဲ့တော့ hazing claw နဲ့ berserker fury နဲ့သာပြီးွားခဲ့မယ်ဆိုရင်သူ့ရဲ့ damage output တွေနော်ကျော် heavy crossbow နဲ့ brass damage တွေဆိုတာတော့တော်တော်လေးကိုတော့သတိထားရမယ်အဲ့ကြရင်အလီတာပြဿနာတက်မှာဟုတ်တယ် ဲ့ဒါအောင်ပြောကြလီဒါဖလေကာနဲ့ဆိုရင်ပဲ cherry duty ကလည်း sprint နဲ့ဖမ်းလို့တော့လွယ်မယ်ဒါမှမဟုတ် cherry duty က damage ထွက်သွားရဆိုရင်သူ့ရဲ့ damage output ကို sprint နဲ့ light ပြဖို့အတွက်ကောလီဒါအတွက်ကောခက်ခဲလွန်အားကြီးရပါဘာလဲဒီက K ပြောချင်တာကလုံးဝ free hit ပေးလို့မရအောင်ဆိုရင်ဟုတ်ကဲ့အဲ့ဒါကိုပြောချင်တာ cherry duty ဒါအဲ့လိုမျိုး sprint သုံးပြီးတော့ light ပြီးတော့ heavy cross တွေပြစ်မယ်ဆိုရင်တေချာပေါ့လီဒါဒီသူ့ရဲ့ death zone recipe တွေပေးဖို့တခါနဲ့ဒီ brought ဂျားရဲရောက်သွားပြီ ticket သုံးပြီးတော့ပြန်လဲ4 pass cyclone လေးနင်းပြီးတော့ပဲဖလေကာကိုအလှလှပပလေးလုတ်ပြသွားတာဗျာ event G အနေနဲ့လဲမှာတော့ zone နင်းပြန်လဲပြထောက်ထားပေးသေးတယ် rookie TC event G ရဲ့ spare combination တစ်ခုလေကျွန်တော် ေးထားလို့တော့မရအောင်ဒီအချိန်မရှိသေးဘူးနေနဲ့လောက်ွက်လေးနည်းနည်းလေးတော့ပြောင်းနေရဆိုတော့ဝင်တော့ခံရမယ်ဗျဟုတ်တယ်ဆိုတော့အားလီပိုင်းမှာတော့ယူရီရဲ့ဒါမေ့တအားများတယ်ဗျခုနကတွေ့ရတော့ဆိုရင်ဒီဘော့စကေးတူးချက်ပြစ်လိုက်တော်တော်လေးတွေးကိုင်းသွားတယ်ဗောနော်ခြေစိုးကတော့ level 6လောက်ဖြစ်နေပြီယူရီက level 8ဆိုတော့ဂျန်ကလေးနှစ်ကောင်ကြားထဲမှာ20လောက်တော့သွားကွာနေဗျအင်းချယ်ရီဂျူဒီကိုကြီးဖို့အတွက်ကတော့ AI နေနဲ့တော့တရင်တီးကြတော့ရထားခဲ့ရဗောနော်အဲ့တော့ later အားလီကွန်မိုင်နေရှင်ကြားနိုင်ခဲ့မယ်အလောစေခုနက Hammer Strike ပြီးွားတွေ့ရတယ်အဲ့ Sky Pierce ကထပ်ပြီးတော့ပြီးွားခဲ့မယ်ဆိုရင်ဒီ Elite ရဲ့ Combination ဒီလေ Plating အတွက်ကတော့အခက်ခဲရအောင်ဖြစ်လာနိုင်တယ်အဲ့တော့ Cherry Judy အတွက် Access Pay တွေကိုလည်းသူတို့ဒီအချိန်မှာအများကြီးတော့ရှာပေးမှတော့ရမယ် Objective Fight စာဖို့၁၀စက္ကန့်တိုင်ပင်အတွင်းမှာတော့ဒီ block ကိုတော့မျက်စိတော့ကြာနေပြီဗျာ Double Lane Family ပုံစံတစ်ခုတော့လောက်ထားတယ်ဒီကတော့သူ့ရဲ့ capacity ကို stack ကိုပြန်ပြီးပြင်တင်ထားရဆိုတဲ့ပုံစံပဲ Heavy Cross ကိုသုံးပြီးပဲ3 shot ကိုလည်းကျိုးစားနေရအောင်မှာ Cherry Juice အနေထားတစ်ခုတော့တွေ့ရတယ်ဗျာ Air Strike ချဖို့တော့လည်းရောက်လာခဲ့ပြီ Blood ချောင်းနေတဲ့တည်းကကောင်းနေဆိုမလဲ Online မှာတော့ Leader ကျော်နေနေရောခြေရက်ချက်တွေတော့ရောက်နေခဲ့ပြီ Dance Sonata လေးနဲ့ပြန်လဲပြီးမောင်းထုတ်ထားတဲ့အနေထားဗျာဒါပေမဲ့တစ်ဖက်မှာလည်း AI နေနေကတော့ Event ချီမတွေ့သေးဘူးဆိုတဲ့ position တစ်ခုမှာတော့ရှည်စိုး Instant မတန်းပြီးတော့ပဲပြတ်သွားခဲ့ပြီနောက်မှ Deep Block နေရောက်ကြလာတယ်ဆိုရင် final slash ရတဲ့မှာတော်တော်လေးတော့နောက်ကျနေခဲ့ပြီဗျာအဲ့တော့ rotate DC ပြန်ပြီး fallback နေနဲ့ deploy တယောက်ကြံခဲ့ထားတဲ့ဂျာရဲမှာ AI အနေနဲ့ကတော့တတဲ့ objective ကိုပါထပ်ပြီးပိုင်ဆိုင်ထားပါသေးတယ် double kill ပါရလိုက်တာဆိုတော့အမြတ်ပဲဗျာဒီချိန်မှာတော့ကျွန်တော် AI e-sport အနေနဲ့ only intro ကောင်းနေတဲ့အချက်တစ်ချက်ကိုတော့အများကြီးခွင့်ကောင်းယူပြီးတော့ဗျာတစ်ဖက်ကကြံခဲ့လာတွေကိုတတ်တယ် resource တွေကိုအများကြီးယူတယ်ဒီလိုပုံစံတစ်ခုနဲ့ပဲ hero key buy မှာ၄កောင်လောက်ထိရထားတယ်တစ်ဖက်က 0k platinum နဲ့ game ရရှိသေးတယ်ဗျာတတ်တယ်နဲ့2ချိန်လောက်ထိလွတ်လွတ်လပ်လပ်ရတယ်ဆိုတော့ now 3k များတယ်လို့ပဲပြောရမယ် AI အနေနဲ့က 老嘛，Chance 古嘛，Big 哈，你捧得嘛有，呐，对，拍拍古来比个 Sharon Chan 来，你捧得嘛，Cherry Judy 也有啊，Bloody Chili 也是咯，就这边个 Sound j m 老的 T-Frog 这边，老是咪在竞争呢，所以 AI Esport 呢，罗，老嘛，老嘛，老咪 care 得有得，老在那边，老古在搞个 r s t o c k 呀，你，这边特别把 c r d i n g 哥抽得，这边 T-Frog，这边特别 Payminy 得，这边特别放个 Chizu Bar 来边啊，老嘛，Leader，Look It Easy，这边特别 Dayold 老来比，这边 PA Seven，老个偏老个 g y 的，Trade Hard Gay 的，所以咪录 Bloody 呢，罗，奶奶你要进攻呢，对不对啊？你个 Leader T-Frog 老多你要输嘞，对不对啊？PA Seven，这边 SY，Rush Side，这边又特别抖。 那比开点球嘛，比赛班冷鸟你都没，特别突变，老容易咬到突变，偶尔发生突变嘛，变。今年包括突变嘛，哎，雷马变没有，今年是那 jury 拉扯，白给立变来比较少，几拉没算啊，现在变话没 jury，没有没有，一般几冷鸟的变。今年俱乐部 jury 拉没，所以雷马阿弟没立没死的啦，罗列的刚刚嘛，变。这是因为台湾这边 information 的球队 jury 刚刚拿来的，我叫变回来的开点变的，弗利卡立又加来的，我叫麦纳特打的，那边突变啰，发生什么弗利卡没死的，要求 information 要瓦给变，哎，is one 呢，take down low 来给。 ဲ့မယ်ဆိုရင်တော့ပိုကောင်းတယ်လီဒါစီမှာအဲ့ဒါနှစ်ကွက်ပါလာခဲ့ပြီအရေးပါပါဆိုရင်စကိုင်းဘီယာစတက်စပြီးဆုတော့မယ်ဗျဟုတ်တယ်ပလာဒင်အတွက်ကတော့အရေးကြီးနေရဲဆိုဒီအချိန်မှာအချိန်နေပဲဗျအဲ့တော့အချိန်နေအားလုံးတော့အများကြီးဆွဲဆန့်ထားနိုင်မှုတော့ကောလို့မယ်အဲ့တော့ cherry duty combination ကြာလာတဲ့အချိန်ကြာရင်တော့တစ်ဖက်က AI ဖြည့်ရှင်းမှုအတွက် planning ကတော့ကြိုးပြီးတော့ရှိနေမှာတော့ရမယ်ဗျ okay ဆိုတော့ကျွန်တော်ဘာလုပ်မလဲ rookie dc black နေအောင်လုံးကတော့လုံးဝကျွန်တော်ဒီ AOG တွေ ဒါတော့နေချက်တွေဒီလိုမျိုး AOE crowd control တွေကပတိအစေးအပြောင်းအများကြီးဖြစ်ပေါ်နိုင်တယ်။ black key position ယူရဲ့ပုံစံတွေကခုနက35မှာဆိုကျွန်တော်တွေးလိုက်ရတယ်ဗျ။အမှတ်မထင်ကျွန်တော်အနောက်ကနေပောက်ကင်လာတဲ့ air brake ပဲရောဘလို့မှမခံစားနိုင်ဘူးခလာတရား။ဟုတ်တယ်ဒီစေးပဲတွေကတော့တော်တော်လေးတို့ကဂီယူက site နေကြတာ။ဒီချိန်မှာ AI အနေနဲ့တော့ objective ကိုပဲ snowball type လေးနဲ့တွားကျင်နေတဲ့ပုံစံမျိုးလေးပဲ။ plate အနေနဲ့ကလည်းအောက်ရဲ့ first hour ကိုတော့တော်တော်လေးတို့တော့လိုချင်နေတယ်။ဒီချိန်မှာ success တော့ဖြစ်သွားခဲ့ပြီ။ဒါပေမဲ့တတဲ့ objective 5လေးတို့တော့တခြားတော့စောင့်ကြည့်ရအောင်မယ်။ UVDC T Pro နှစ်အောင်လုံးရဲ့ position ကတော့ကောင်းနေပြီ။ Dangerous Grass ဆိုတဲ့အတိုင်းပဲပေါ့နော်။ဒီနေရာမှာ nearly အနေအများကြီးဆိုပြီး Mountain Shot ကလေးနဲ့ vision စစ်လိုက်တဲ့ခိုက်တံပဲ။ UVDC တော်ရီကိုသူက fight sir damage တော့မပြတ်ပြတ်မယူရတော့ပြင်းကဲတယ်။ဒီဘက်ကလည်း kill speed ပေးလိုက်ရသလိုပဲ။နောက်မှ leader ရှိနေတယ်။ light side ကြီးကြားရမှာလို့ distribution ပတ်ဖို့တဲ့ jungle line ဝေးကွာနေရခက်မရှိသေးဘဲ။ target ကိုယူပွားခဲ့တယ်ဗျာ။ဟုတ်ပါတော့ cherry duty free hit ဖြစ်နေတဲ့အချက်ဒီအချက်ဒီ AI နေနဲ့တော်တော်လေးတော့ view ရဆန်းရမယ်ဗျာ။ဒါတဲ့ objective ရောက်သွားပြီဆိုတော့ဒါတွေပြန်လည်ပြီး forward ပတ်သွားတယ်ဆိုပေမဲ့ main ကဖန်စတာရန်ကိုတော့စတင်ပြီးတော့ပဲပေးလိုက်ရပြီဗျာ။ဆိုတော့ရှီဆူကတော့ဒီချိန်မှာတစ်ဖက်ကကြံခဲ့တာမရှိတဲ့ရောက်ခွင့်ကောင်းယူ ပြီးတော့တာတယ်ကိုသိမ်းပိုက်သွားခဲ့တယ်။သို့တော်လည်း throwback ကဟီရိုကြီးနှစ်ကောင်လောက်ထိပြန်ပြီးတော့ကြာသွားခဲ့တယ်ဗျာ။ဒီ pro ဒီချိန်မှာနှစ်ကောင်လောက်ထိတည်တာဆိုတော့ call line မှာမာဖို့တက်ရှေ့ပွဲတော့လို့ပြောမတွေ့တော့ဘူးဗျာ။ဟုတ်တယ်။သူ throw မူတန်းပြီးတော့ final slash ရိုက်ပြီးတော့ initiative လုံးလိုက်တယ်ဆိုရင် instant ပြတ်သွားတဲ့အခြေအနေပေါ့နော်။ဒီအခြေအနေကဂီရိုကဆိုင်ရမယ် 西鲁，就 rookie DZ T block 多了嘛？但鲁马内马罗伊酱那边，哎，我们突入他的 cherry Judy 呢？伊班西鲁的 draft enders，一路入切哪里没？我们直接把 cherry Judy having cross ball lay down，来，你们几双开呢？弟来，我们跑马路 messy power part，这咖哩哥中呢，我们ใช้ว่าแกอุ้ยไม่ดุ，那这 pressure 了 mini 弟呀。哦，那我们来偏右伊班西鲁，把肉脚拉起来，block B A seven，菩萨机刀立扣那边，win line 拆偏嘛？哦，rookie DZ 把肉偏到 pan，这边塞的 sov，我们直接给他拆偏 win 那路，那我们 wrap part 来偏 couple，来，就米来 rookie DZ，还有 jump jump 这路没？back up，你那个来拆偏的西尼弟啊，西罗。 ော့အရင်အိုဗာစတန်ဒီမလုပ်ဘူးဗျာ BA7 အကေအေးများပေါ့နော်ကျွန်တော်ဒက်ဆိုင်းနဲ့သာတော်လိုက်မယ်ဆိုရင်တော့ပြတ်သွားနိုင်လောက်ကြီးရှိတယ်ဗျာဒါပေမဲ့ဒီအချိန်မှာ rookie တီးစီအတွက်ကတော့တော်တော်လေးကိုအစဉ်ပြေသွားရင်တို့ပြောလို့ရရမယ် AI အနေနဲ့ကတော့ gain number 1ထပ်ဆားမယ်ဆိုရင်တော့ gain number 2မှာတို့ရရေချက်ကပို့ပြီးတော့ကြီးမားနေရဗျာလုံးဝအမှားလုံးလို့မရတဲ့အခြေအနေတစ်ခုကိုကောင်းကောင်းကြီးနားလည်တယ်ဆိုတဲ့စမ်းတစ်ခုဒီအချိန်မှာတော့ platin အတွက်ကတော့အများကြီးရရေတော့ကြီးနေပြီ cherry duty သာတကယ် damage output မပေးနိုင်ဘူးတို့ရဲ့ main resource damage main resource ကြီးသာမဖြစ်ပေးနိုင်ဘူးဆိုရင်တော့ဒီပွဲကတော့ platin အနေနဲ့လွယ်တော့မလွယ်လာတော့ဘူးဗျာဒါပေမဲ့ AI ကအဓိ ကအရေးကြီးပါဆိုရင်အလီတာဒီ Sky Bears စတက်မရသေးဘူးဗျ။အဲဒီတစ်ချက်ကတော့ Nelly ပြန်ပြီးတော့ပဲ3ထားမှာပေါ့နော်။ Rookie D ရဲ့ position တွေ့ရင် Cherry Studio ကဝေတိုက်ဖို့တိုးစားနေသူ Matty ကတိန်ကောတော့မဖေးသေးဘူး။ Wall လေးဖြတ်ကလိုက်တာကောင်းသွားပြီဗျ။လေးရောက်တော့ကြွားကြံနေတယ်။ Flooding တော်လေးစိတ်ထားရလို့ပြောရမှာ။ Zone နေကြားထဲမှာအဲ့လိုမျိုး combination လေးတစ်ခွက်တော့ဝင်သွားခဲ့မှာဆိုတော့ AI တို့ကမလွယ်ဘူး။ Narrow Speed တော့ဖြစ်တော့ဖြစ်နေ Bloody out ပြန်ပြီးတော့ Unbreakable တဲ့ Deep Rock ကိုတော့ခေါ်လာသေးတယ်။ Final Slash လေးထိန်းလိုက်ကြတော့ Messi နောက်ကနေပြန် Guarding ကတူမန်။ Denied ဆိုလို့ Mighty Slim Charge ကြားထဲမှာတော့2 man လောက်ကိုတော့ Air တော့တင်ထားတော့မယ်ဗျ။ဒါပေမဲ့ AOG ရှိနေရဆိုတဲ့အခိုက်အတန့်ကြောင့်တော့ဘာမှ ိတ်အများကြီးတော့လုံးလို့တော့မရသေးပါဘူး။ဘလုံးဝင်းရောနေပါရီကတော့လိုတယ်ပြ။တစ်ခါတော့ reflect online တဲ့အခါမှာသူတို့ပေးတဲ့ damage တွေအကုန်လုံးနှီးပါသွေးပြတ်တက်သွားခဲ့တယ်။ဆိုတော့ PA Shaver စီမှာ damage ဆိုတော့ဒီဘက်ကနေပြီး divine glaze တွေပေါလာပြီ။ event GC မှာလည်း divine glaze တွေပေါလာပြီ။အဓိကတော့ front line မှာရှိနေတဲ့ damage taken လုံးနေတဲ့ကောင်လေးကုန်လုံးကို penetration နဲ့ချမယ်ဆိုရဲရည်ရချက်တစ်ခုပဲ။သို့တော်လေဒီအချိန်မှာ event G ရဲ့ air strike တွေကထပ်လပ်ပပမမြင်ရသေးဘူးပြ။ Hmm. ချယ်ရီဂျူရီကလည်းအရင်ဝင်ဖြစ်လို့မရအောင်ပေါ့နော်။သူကိုရန်ကလည်းစပရင်နဲ့တော့ဖြစ်နေရဲဆိုတော့တော်တော်လေးကိုတော့ဂျီကိုတော့ဆိုင်ရတယ်။အကြိမ်တစ်ဖက်ကဆိုကျွန်တော်ဒီဇေးဘဲကိုစတန်တို့တစ်ခွာလောက်တည်းမိွားခဲ့မယ်ဆိုရင်တော့သူကပြတ်သွားနိုင်ချေရှိရဲဆိုတော့သူ position ကိုတော်တော်လေးကယူဆိုင်ရတယ်။အဲ့တော့ AI လော်လေးကိုတော့စတင်ပြီးတော့ထိပါနေပြီဗျ။ဒါပေမဲ့တစ်ဖက်ကနေပြီးပလာတင်အနေနဲ့လည်း position zone နဲ့ပြန်လှည့်ပြီးတော့ထားရတယ်ဆိုပြီးအချိန်မှာတော့ PA7 ကိုတော့ deep block သွားပြီးတော့ aim တော့ aim final slash ကိုတော့ light side လေးနဲ့တော့ပြန်လှည့်ပြီးတော့ချိန်ထားသေးတယ်ဗျ။အဲ့တော့ Messi ပြန်ပြီးကြည့်ရဆိုရင် deep block ကတော့ဘယ်တင်မှာတော့မပါတော့တော့ဘူးဗျ။သူကတော့နေတော့ကျွန်လာခဲ့ပြီ။ deep block ကတော့ Yuri ရဲ့အဆုံးသက်ချက်ကိုခံလိုက်ရပြ။ 4v5 ဆိုတဲ့ပုံစံတစ်ခုကိုတော့ tap ပြီးတော့ category ကိုလည်း 自己内的飞来呀，比，short heel h o w t h i s t you，bo twist you，no，你 jabo earrings one，你内 pull yo 阿丹的，shizoo 把皮啊布内揪烂呀，马里查 h stand，e 曼梅自己把 follower 来单，e shizoo back up，皮啊布内 jump，开单马尔鲁姆，now 你龙妹，have it down，two 步内变成，h 康特兰，狗王特拉利亚 e a e r y b o d y fight，张曼龙妹把 leader follower damn it，h 在张曼 shizoo，皮啊布内做个 rolling chest，now 你咪做咪，really easy，你阿杰内雷米来地，张曼皮啊布内 c a l your place，张曼 shizoo，杨龙涛皮啊布内龙 y b e n c h c h e r r y j u i c e 低头，and you 内张曼把 l e a h e r 接着张曼龙妹 win 啊地内皮啊，张曼皮啊布内龙王。 ခေါင်းတိုးလို့မရဘူးဆိုတဲ့အနေအထားတစ်ခုမှာတော့ပြန် fall back ရင်းနဲ့ပဲ lock high ground battle တစ်ခုပြန်ရွေးချယ်ရပါအောင်မယ်။တကယ်လို့ target ပြီးတော့ fall line မှာ battle cross ဆိုင်နေပြနော် hero game မရဘူးဆိုလဲ lock ရတယ်။ဒီလိုမျိုး jorda 2 choice ဆိုတဲ့ပုံစံတစ်ခုတော့ ian esport အနေနဲ့ရွေးချယ်သွားခဲ့တဲ့နောက်မှာတော့ objective ရရှိသွားခဲ့ပြီး lock နဲ့တက်လာပဲဝင်ခုနကအနေထားမှာဆိုရင် Cherry Judy ကိုကျွန်တော်ဒီဘက်က Resody Death Soldier ပြစ်တာ Leader နဲ့လောက miss နေခဲ့တယ်။ဒါအနောက်ပိုင်းနေမှာပြဿနာတက်လာနိုင်တယ်ဗျ။ Cherry Judy ဒါခုနလိုမျိုး Ida Wave တွေများလာမယ်ဆိုရင်တော့ဒီချိန်မှာ Platinum နေကလေ Camper Point ဖြစ်ကောင်းဖြစ်သွားနိုင်သေးတ ယ်။ဥပမာကျော်ရှေ့ဂိမ်းနံပါတ်1တော့အဲ့လိုမျိုး rookie DC ရဲ့တတော်နှစ်ချက်တွေဒါအပြင်ဥပမာကျော် T Pro ရဲ့ finest left forward တွေလူမျိုးတွေဖြစ်ကောင်းဖြစ်သွားနိုင်သေးတယ်။လက်ရှိအချိန်အထိကတော့ကျော် Platin ရဲ့ Uranus Pick ပေါ့နော်။ Jungling Uranus Pick ကတော့တိတ်ပြီးတော့ impact မဖြစ်သေးဘူး။ဘာလို့ကွမ်းမတော့မရှိသေးဘူးလို့တော့ပြင်တော့မြင်တယ်။ဒါပေမဲ့သူတို့အနေနဲ့ဘယ်လိုမျိုးပြန်လဲပြီးချိန်ဆမလဲဆိုတော့ကြည့်ရအောင်။ T Pro ကတော့မမနိုင်တဲ့အနေထားဒါပေမဲ့ရောင်းလို့ရုံးထားတဲ့ရှီသူ Fran နဲ့မတော်တိုင်းဆိုတော့ Platin နဲ့ Mbappe 7 Light side နဲ့ထပ်ပြီးတော့မတိတ်တော့လှုပ်ထားတဲ့ဆိုင်မှာ Elite ရှီသူကတော့ထမှန်ပြီးပိုင်ဆိုင်လိုက်ရပြန်ပြီ။ချက်ချင်းဝင်လာခဲ့တဲ့ Light side တစ်ဆိုင် damage ကြီးကြားရမှာတော့လုံးရင်ပဲချက်ရှုံးလို့သွားခဲ့တဲ့ T ီအဘရွန်နဲ့ရှီဆူးပြဂျန်ရယ်လာမရှိတော့ဘူးသို့တော်လေးဖန်မစီလာနှစ်ကောင်ဒီဘက်ကြီးနဲ့ချယ်ရီဂျူဒီချယ်ရှိနေသေးရဆိုတော့လေအွန်လိုင်းတက်လာတဲ့ wave တစ်ခုဖြစ်တဲ့ low တော့ဖြည်းချင်းလို့ပြီးွားပြီအလဲမှာလည်းစကတ်တာရက်တစ်ခုတော့ရရှိွားခဲ့တယ်ဗျာဂျူရီမာလည်းထပ်ပြီးတော့ပဲကျွန်တော် roll တွေပါလာခဲ့ပြီဆိုတော့ရှင်းရအတုံးကြီးတွေတော့ဖြည့်ရှင်းဖို့အတွက်တော့တော်တော်လေးတော့အစင်တော့ပြေတပီလီတာပေးတော့ပေးမိနေပြီဆိုတော့နောက်ပါဒီချယ်ရီဂျူဒီ heavy cross body ဂျာလဲမှာတော့အလီတာအနေနဲ့တော့ down ွားခဲ့ရပြီဗျာအဲ့တော့ AI နဲလီဆန်တော့တိတ်ကနဲ့ထိမ်းမှတော့ရရမယ်ဒါပေမဲ့ဂျူရီဂျူရီရတဲ့အခွင့်အရေးကိုတော့အုံးချောက်ချနေတယ်ဗျာအဲ့ဒီကောင်ခေါ်လိုက်ဂျာလီယန်ပြီး 3v1 တော့ တယ်ဒီ block dash lane ရောရိုက်သွားသေးတယ်ဗျာအဲ့တော့ထပ်ပြီးတော့ stand ပေးသားနဲ့ကြားထဲမှာ final slash flicker yuri လုံးဝတော့မမိွားခဲ့ပါဘူးတိအောင်ရိုက်လို့တော့ရတယ်ဗျာဒါပေမဲ့ तू က flicker လေးရိုက်လိုက်တဲ့ပုံစံ position တစ်ခုကသူ့ရဲ့ teammate တွေရောက်လာမယ့်နေရာတစ်ခုကိုတစ်ဖက်က yuri ရောက်သွားအောင်ရိုက်လိုက်တာသို့တော်လည်းနည်းနည်းလေး range ကသွားပြီးတော့ဝေးသွားခဲ့တယ်ဗျာဘာပဲပြော AI sport လက်ရှိမှာ leader တစ်ခါတေးသွားခဲ့တယ်အဲ့တစ်ချက်ကြောင့်ပဲတစ်ဖက်ကနေပြီးတော့ platin အနေနဲ့သူတို့ပြန်ပြီးတော့ defend လို့ရတယ်ဆိုတဲ့အခြေအနေတစ်ခုကိုတော့ဖြစ်သွားခဲ့တယ်ဗျာ wall လေးသာဖြတ်ကနိုင်မယ်တစ်ဖက်က flicker မရှိတဲ့အချိန်တွေတစ်ခုမှာ tactical ချက်သာဖြတ်တိုက်နိုင်မယ်ဆိုရင်တော့ ตัดနိုင်နေဆိုတော့ information တခုတည်တယ်ဒီမှာကိုစီးအောင်ပြီးတော့ black က information တည်တယ်အနေနဲ့တော့များတယ်နော် black black ကလည်းတစ်ဖက်ကနေပြီးတော့ကျွန်တော် africa ပဲပေးလိုက်ခဲ့မယ်ဆိုရင် cherry judy ရဲ့ position အနေနဲ့များတဲ့ zone နဲ့ကိုရောက်နေတိုင်းပဲတစ်ဖက်ကပြည်ယူရီဗေရှင်ပြန်ပြီးတော့ပြထားတဲ့အနေနဲ့တခုမှတော့ black နေတဲ့ damage ကိုတောင်းခံနေတဲ့ judy တောင်းချောက်ကို line နေပြီးသူ aiming target ထားမဲ့လူကိုမတွေ့သေးတဲ့အလျောက်တစ်ခုမှတော့ရှီစုကိုပဲ damage ဖြတ်လိုက်ခဲ့ပြီးနောက်မှလည်း charge လုံးဝလွဲသွားခဲ့တယ်ဆိုတော့အခိုက်အတန့်တစ်ခုဗျာ ai အနေနဲ့ဒီ lob battle ကတော့ upper position ချင်းဒီဘောက်ကိုတော့ရာသွားတော့မှာပါကျန်ငယ်လာလိမ့်မရှိတော့ဘူးဗျာ respawn line ကပြန်ကြည့်ရမယ်ဆိုရင် second 20နီးပါးကြော်ကြော်တော့ရှိနေသေး ရယ်တောပေါ်ဘုတ်တော့ကလည်းစက္ကန့်30နီးပါဆိုတော့ဟိုလာကြောင်းအဲ့တော့ join လို့ရတယ်ဗျာဒါပေမဲ့ INE Sport အဲ့လိုမျိုး backup damage တစ်ခုအနေနဲ့ရှိနေခဲ့တဲ့ PA 7ရဲ့ death site တွေကဘလောက်ပဲ armor များများဘလောက်ပဲ basic HP တွေများများပေးနေခဲ့တဲ့ damage ကတော်တော်လေးကိုနာတယ်ဒါအောင်မှ divine မှာပါနေသေးတာဆိုတော့မခံနိုင်ဘူးဗျာ light side death site နဲ့သာချက်ချင်း response မြန်မြန်နဲ့ဝင်သွားမယ်ဆိုတော့ဒီကြောင့် backline ထဲမှာရှိနေ event ကြီးလို့ဆိုတန်းပြတ်သွားမလားပေါ့လေဟုတ်တယ်ဒါပေမဲ့တစ်ဖက်က platin ရတယ် event ကြီးနဲ့ cherry judy combination ကတကောင်လောက်တိတ်တောင်းလုံးနိုင်တဲ့အခြေအနေတွေတော့ဖြစ်နေပြီဒါပေမဲ့အဲ့ဒီတကောင်က jury မဟုတ် ဝင် PA7 မဟုတ်ရင် leader ဖြစ်ဖို့အတွက်ကတော့လိုမယ်ဗျာခုန leader ဆိုရင်ဘယ်လောက်မှတော့မခံဝါခဲ့ဘူးပေါ့နော်လူမျိုး movement တွေကိုတော့ PA ဒီ platinum အနေနဲ့တော့အများကြီးဖန်တီးနိုင်ခဲ့မယ်ဆိုရင်တော့သူတို့ရဲ့ turning point လေးတွေကိုပြန်ပြီးရှာနိုင်လိမ့်မယ်လို့တော့ထင်တယ်ဗျ lord lord dancing တခုခီးကလည်းတဝက်လောက်တော့ရောင်းနေပြီတစ်ခါကနေပြ platinum အနေနဲ့ဖြည်းဖြည်းချင်းစီတက်လာတဲ့ဂျားတွေကနေ blind ဖတ်ဖို့စူးစမ်းနေတာတော့ AI ဗျာဩနောက်ပါလေ heavy crow ကိုတော့ပြန်ချင်းပြီးပြန်ပတ်သွားတဲ့ခါတခုမှာ SY die side နဲ့ပြန်ဆောင်ပြသွားခဲ့တဲ့ခါတခုမှာတော့ black PA7 နှစ်ယောက်ပေါင်းပြီးတော့ပဲသွားကြည့်နေတဲ့အခါမှာ log ကိုရရှိသွားသည် AN e sport ပဲဗျာ အေးအန်ကကောင်းကောင်းပြီးတိတယ်ဗျလုံးမ air strike ခင်းလိုက်ပြီဆိုတာနဲ့လုံးဝဘယ်တယ်မဆိုင်တော့ဘူးဗျဘယ်တယ်ရွက်ခွဲချသွားခဲ့တယ်အဲ့လိုမျိုး image အနေနဲ့ air strike မရှိတော့ဘူးโอเคအဲ့လိုမှမဟုတ်ဘဲနဲ့ cherry duty sprint ဒါမှမဟုတ် heavy cross ball မရှိတော့ဘူးဆိုတဲ့အချိန်ကြီးချိန်ကိုက်တွေကိုသူတို့ဘယ်တယ်ရှာပြီးတော့ဆိုင်တာပို့ပြီးတော့အထောက်ကူဖြုတ်လိုက်မယ်ဆိုတော့ကောင်းကောင်းကြီးတော့နားလေထားရပြပြီးတော့ဒီ point ဒီ match point ဒီသူတို့ chain တွေပေါက်ကိုပြန်ယူရမယ် match point ဆိုတော့နည်းနည်းလေးမှအမားခံလို့မရဘူး14မိနစ် timing အတွင်းမှာ hero k 12 2နဲ့ပွဲကိုကောင်းကောင်းကြီးတော့ dominate လုပ်ထားတဲ့ ai e sport အနေနဲ့ဒီ low object နဲ့အတူအများကြီးတော့လောက်အောင်မယ်ဆိုရင် black 哋呢一个就我嘅。骑士主把推出咗呢间，我做翻啲失败，我啲 upbreak 俾我，阿宝老哥啲啊，what？ လွတ်ပြောင်းလို့သွားခဲ့သေးရဲ့ဗျာ that beautiful outplay ပဲကဲဟိုကျွန်တော်ဟိုပြတ်သွားခဲ့မယ်လို့ထင်ထားခဲ့ရဆိုရင်မဲ့ဆို AOG right time ပေးလာတယ်ဂျားလိုက်မှာတော့မျောလင်းချက်မဲ့သွားတော့ပလာတယ်ဗျာလက်တော့မပါတော့ဘူးဒါပေမဲ့ low timing တစ်ခုကတော့မီမလားဆိုတော့စောင့်ကြည့်ရမယ်အလဲ creep wave တစ်ခုကတော့အောင်မြင်သွားနဲ့ပြီးွားခဲ့ပြီဆိုရင်မဲ့ low objective top side ကနေတက်လာမဲ့တန်ပြီးွားရင်အောက်မှာလဲ creep wave လေးကလဲပါသေးရပြင်အလဲအလဲအလောက်ကြမှာမဟုတ်ဘူးဗျလိန်၃လိန်လုံး pressure ပေးမယ်ဆိုရင်ပလာတင်အနေနဲ့ဘယ်လိုမျိုး plan နေထားလဲဆိုတာကြည့်ရပါအောင်မယ်လက်အနေနဲ့မီတော့မီသေးရဗျာ varo guardian တော့ကူးရောင်းသွားပြီးတော့လဲနေမယ်လို့ထင်တယ်ပုံမှန်တက်လာရင် low phase second တော့3 first lot တပို့ပြီးတော့များတယ်ဗျကာဘိုထွက်ကတော့ rookie DC ကသူ့ရဲ့ championship ချက်ဒီပါရီကိုပြန်တော့ကြီးရမယ်လေဗျ AS1 ခြာပြီးတော့ creep ပြန်ရှင်းသားပြီးဆိုပေတော့မှာအရေးကြီးပါကြဒီတော့ရအခုဒီချက်ရှိနေတုံးပဲဗျ black ကအငဲနဲ့ကြီးလိုက်ရင်တော့အဲ့ရှေ့ကြီးမှာပဲတောက်လျှောက်ကို front line ကို hold ထားတာပေါ့နော်ဒီအခြေအနေတကူတော့ platin အနေနဲ့ဘလို့မှတော့မလွန်ဆန်နိုင်ဘူးတော့ဖြစ်နေတယ် messi နဲ့တွဲထားတော့ protocol ကတော့ perfect တော့ဖြစ်နေပြီဗျဒါပေမဲ့ဒီ chase duty blitzic gun တော့ပြီးွားခဲ့ပြီသူ့နဲ့တစ်ခါမှ brown line နေတာတကူမှတော့ final slash နဲ့ oh yuri လက်မတည်ုံလေးလွတ်တော့မဲ့ဆဲဆဲမှာတော့ hero k ပြန်ပြီးတော့ပေးလိုက်ရပြီဒီအချက်ကတော့ platin ကောင်းကောင်းကြီး advantage ူဖို့အတွက်ကတော့အင်အားတော့လိုက်ပြီးတော့ pressure တော့ပေးနေပြီဒါပေမဲ့အမှားတော့ပါလို့တော့မရဘူးဗျာဟုတ်တယ်ဆိုတော့ဒီနေရာမှာတော့လုံးဝကျော် Yuri နဲ့တန်းထောင်းသွားခဲ့တာ shutdown key bounty key ပေးလိုက်ရတာဗျာတော်လေးကိုနစ်နာမှုကြီးမားသွားခဲ့တယ် leader နေနဲ့ BOD ရောဖာလာခဲ့ပြီဗျာသို့တော်လေးဒီ leader စီမှာ sky bear step ကနည်းနေသေးတယ်အဲဒီအတွက်ကြောင့် front line မှာရှိနေရှီဇူးတို့ team pro တို့တစ်ခါတည်းတန်းဖြတ်ဖို့အတွက်ကလွယ်တော့မလွယ်သေးဘူးဗျာ team mate ရဲ့အကူအညီရောလုံးနေသေးတယ် PA 7သူစီမှာ light side dark side ရှိနေသေးတယ်ကာလာတစ်ခုမှာတော့သူ low end ရဲ့ damage တွေကိုတင်းအတွက်အများကြီးပြန်ပြီးတော့ထောက်ပံ့ပေးနေသေးတယ်ဒီကဒီဝင်လာတဲ့ကြောင့်ကတိတ်က 这边这边贝拉多斯上分力了，哪里的呀？这边鲁迪迪迪这边过来龙王抢野，不过这边杰尼瓦比这边的法甘尼尔麦迪查理朱迪奥特纳，这边这边索恩诺普雷斯坦没 G 啊，刚刚这边凯拉勒呀，这边这边塔玛雷布莱克呢，这边这边提耶诺切尼，这边这边哦奎恩战啊，这边这边索恩诺普雷瓦伊这边来查理朱迪，这边这边拉诺索瓦给的 AOG，这边这边贝拉多斯龙王 CPD 比这边，这边这边 TMA 过来的，这边这边这边贝拉多斯 CPY 的，这边这边酷比这边，这边这边龙王酷比，这边这边鲁迪迪迪这边这边装备，这边这边查理朱迪鲁。 ရမယ်။ Carry Duty ကတော့ Second Test နီးပါးလောက်ကိုကျန်နေသေးရဲ့ဗျာ။တက်လာမယ် Wave Rip တွေ Super Media Wave မဟုတ်တော့လဲ။ကျွန်တော်ဒီဘက်က Mega Media Wave ဖြစ်နေရဆိုတော့ AI Esports တက်အန်တော့မှာလား။ဟုတ်တယ် Event ကြီးပြန်လည်းပြောပဲ Air Strike လေးနဲ့တိုင်းတိုင်းတော့ဇုံနေထားထားပါသေးတယ်ဆို Yuri ။ ရုံးထွက်သွားသေးတယ်ဗျအဓိကဒီပလော့အင်မတန်ကြောက်ပါရဲ့နေတာတစ်ခုမှာ AI ရဲ့ backup ကိုလုံးဝ short drop ထားလို့တော့မရဘူးဗျဘီကတလဲရုံးတော့ပြန်လေပြီး target တော့ထားနေတယ်လူကတီးစီပြန်လေပြီးတော့ထွက်လာတဲ့ဂျာရဲမရှိစိုးအနေနဲ့သူ high ground တက်လာလဲဘာမှတိတ်ပြီးတော့လုံးလို့တော့မရဘူး high ground တက်မယ်ဆိုရင်လည်းဘာမှတိတ်ပြီးတော့လုံးလို့မရသူက low ground ကိုပျောက်နေရဗျအဓိက Juness Jungle Link ကတော့တော်တော်လေးကိုတော့ နေဝါးစီရယ်ဗျာနော်။ performance ထွက်တဲ့ player တယောက်ကိုဒီလိုမျိုး UNS ပေးလိုက်တာဆိုတော့သူ့ position တော်လို့ကြောက်နေတယ်လို့ပြောရမယ်ဗျာ။ damage ပေးနေတဲ့ player တယောက်ဒီချိန်မှာ तू က damage taken လုပ်နေရတယ်။တခါလေးတက်ဖို့ finishing လုပ်ဖို့အတွက်မလွယ်ကူတဲ့အခိုက်အတန့်တွေကိုကြုံတွေ့နေရတဲ့အခါမှာရှီဇူးဒီပုံမှန်တက်ပို့ပြီးတော့ performance ရကျဆင်းနေရဆိုတဲ့အရာကိုသွားပြီးတော့တွေ့ရတယ်ဗျာ။ Cherry Judy ကတော့ဒီချိန်မှာ Rose Cole တွေပါပြန်ပြီးတော့ထည့်ထားသေးတာတွေ့ရတယ်။ Win on nature တွေပါကိုစီကိုစီပါနေဆိုမဲ့လေ Alita စီမှာလည်း win chat ပါနေသေးတာဆိုတော့အလွယ်လေးတကူဝေပြီးတော့တက်လို့မရဘူးဆိုတဲ့ information ကလည်းသူ့စီမှာရှိနေသေးတယ်ဗျာ။ setup တွေကိုခံမှန်းလို့ရနေရဆိုတော့ဒီ draft အပေါ်မှာလုံးဝမထင်မှတ်ထားတဲ့ဘယ် setup တွေကို platinum အနေနဲ့ပြသပြီးမှတော့ရတော့မယ်ဗျာဟုတ်တယ်အကယ်၍ even gene နဲ့ cherry junior spare time တို့ထွက်သွားရဆို AI ကလုံးဝဆိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့ low wave flight အနေနဲ့တော့ရှီစုထုံးစံတိုင်းနဲ့ damage ကောက်ခံထားသေးတယ် rooty jee ဒီ duo လေးက twelve လုံးလေးပါရဗျာနောက်ကတော့ကျွန်တော် cherry junior heavy cost ball even gene ရဲ့ air strike ရဲ့ဂျားတွေကနေမှတစ်စင်ကောင်းကောင်းယူတော့တောက်ခံထားပါလိမ့်မယ်နောက်မှာ win the crown ကျွန်တော် kill out ဒီ avaro gabriel ထွက်ပေါ်လာကောင်းတော့4 man ဟဲဘီကော့စ်လောပရက်စပရင်ချာလောကစကတောက်ချပ်တဲ့ဘာလီတာရူကီဒီဇီသေးပဲဝါနမဘက်ကကေတီဘာရချီလိုသွားနေမမဲစီဖရွန်လိုက်တောင်းဒီလိုဖလက်အဘရေဂီဘဲဆက်ကောသူမဲဖရီဝေးဝင်းနာသူခရစ်စတောအေးစပေါ်ရိုက်ခွဲဝါနေတဲ့ဘဂေတူအနိုင်ရရှိဝါရနောက်မှာတော့ပတ်စောဒီစီရီယယ်ဂိမ်းနံပါတ်3ကိုကျွန်တော်ဆက်လက်ပြီးတော့သွားတော့မှာဖြစ်ပါတယ် AI အနေနဲ့ကတော့လုံးဝအမှားမပါပါဘူးဆိုတော့တိတိအမှားမခံပါဘူးဆိုတော့လုံးဝကိုတိတာရယ်ဗျဒါပေမဲ့တစ်ဖက်ကနေတဲ့ပလာတင်ရဲ့ draft ပေါ့နော်တော်တော်လေးကိုလည်းဒိန်